အားလုံးပဲမင်္ဂလာပါရှင်ချမ်းရဲ့ page လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲချမ်းအတန်ကထုံးစံအတိုင်းဒီစားအဝင်မှာပေါ့เนาะဒီနှာစီးချောင်းဆူအဲ့ဖြစ်နေတဲ့ကြောင့်မို့အတန်လေးနာနေတဲ့ကြောင့်မို့ချမ်းစကားပြောရတာအဆင်မပြေဖြစ်သွားရင်တောင်းပန်ပါတယ်ရှင်ဒီနေ့အဲတိုက်ကြီးစီတဲ့သွားတော့ပေါ့เนาะဒီချောင်းထဲမှာချောင်းထဲကနေပြီးတော့ကိုယ်တိုင်ဖမ်းပြီးတော့လာရောက်နေ အဲ့ဒီတောတဲ့လေးတွေတွေ့ရနဲ့သူတို့ရှီကနေရေချိုပုစံထုတ်လေးတွေလက်တာတွေ့လို့ချမ်းလို့ဝဲခဲ့ပါတယ်အခုမြင်ရတဲ့အတိုင်းကအားလုံးပေါင်း6သောင်းမိုးပါပေါ့နော်လက်တာတော့တော်တော်ကိုလက်ပါတယ်ဟို80 80သားပေါ့နော် ချမ်းတို့တွေပဇွန်กินနေတဲ့အချိန်မှာအာအမေရပါเนาะအမှသူ့ရဲ့အတန်းစစ်နေပါတယ်กินနှစ်တစ်ခုကြာရင်ခင်ဝတ်စုံဝတ်ပြီးတော့ခရင်တချင်းစုံမယ်ဆိုပြီးတော့အဲ့မှာအတန်းစမ်းနေတာပါချမ်းပြီလူထဲမှာပါပါတယ်ရှင်ပြီးတော့နောက်ထပ်နေရာကြတော့ပြောင်းမှု ပြုတ်လေးရှိရမယ်ပြောင်းမှုလက်ဖက်ပဇွန်ကြောင်းလေးပြုတ်ပါတယ်ပြီးတော့ဒီဟာပဇွန်ထုတ်กินမဲမဲလေးတွေပါအဲ့လိုဖြစ်နေအာ အချောက်တွေကြီးပဲဖြစ်နေတာနဲ့အဲ့နဲ့ဒီကတက်တာလဲရှာလိုက်တော့မြမချက်လေးကြီးတွေ့ရနဲ့အဲ့နဲ့ချမ်းကချမ်းလေးကနေပြီးတော့ရှမ်းနဲ့နဲ့ပင်စိမ့်ရုပ်ပြီးစိမ့်အာဘောစပလင်းလေးသွားခူးပြီးတော့မြမချက်တောက်ဆန်းလေးချက်လိုက်ပါတယ်အញ្ញံလေးပြီးတော့ထန်းရည်လေးပါပေါ့နော်ခုဗီဒီယိုထဲမှာတွေ့ရတာတဝက်လောက်စားတော့ပြီးတော့မှပန်းကော်ဖီကြော်လေးကြော်ထားတာကိုမိနေတာတတိယလို့သွားပြန်ယူလိုက်ပါတယ် အားလုံးပြီးတော့ထူတဲဖို့ဆိုပြီးတော့ခန္ဓာရနေပြီးတော့ယူရီးယားအုံချုံမွေးလေးကိုသွားပြီးတော့ခူးလိုက်ပါတယ်အုံတိရတော်တော်ကိုချိုးပါတယ်ဒါကတော့ခြံဆောင်ပေါ့နော်မောင်လေးကခူးပေးပြီးတော့တခါတည်းအုံတိကိုခုတ်ပေးနေတာပါအဲချမ်းရဲ့ဗီဒီယိုထဲမှာဆိုရင်တော့ချမ်းတို့ရဲ့ဒီတခြင်းစုံနေတဲ့အတန်လေးတွေပါနေတဲ့တခြားမလို့အားလုံးတောင်းပန်ပါတယ်ချမ်းဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်